တလကို330မြန်မာငွေနဲ့တလကို330ခန့်ပေါ့နော်ကိုရီးယားငွေနဲ့ဆိုရင်တလတလကို10သိန်း10သိန်း10သိန်းဆိုရဘက်ကနေပြီးတော့ထောက်ပံ့ပါတယ်ကိုဝန်ဆရှိပြီဆိုတာနဲ့တလကို10သိန်းထောက်ပံ့ပါတယ်အဲ့လိုထောက်ပံ့စရာရဖို့ဆိုရင်ပထမဆုံးအချက်ဘာလို့လဲဆိုရင်ကိုကကျမ်းမာရေးအာမခံရှိဖို့လိုရယ်ကျမ်းမာရေးအာမခံအမျိုးသမီးရကျမ်းမာရေးအာမခံရှိရမယ်ကျမ်းမာရေးအာမခံရှိမှသာလင် ဒီထောက်ပံ့စရိတ်ကိုရှောက်လို့ရတယ်ပေါ့နော်ဘယ်လိုမျိုးရှောက်ရလဲဆိုရင်ပထမဆုံးကိုကဟိုကိုဝင်စရှိပြီလို့တန်ကြားရှိရယ်ဆိုရင်ကိုကစီးအရင်ဆုံးစစ်ကြည့်လိုက်ပေါ့နော်စီးစစ်ကြည့်လို့နှစ်ချောင်းပေါ်ရယ်ဆိုရင်အဲ့လိုမျိုးဆိုရင် စေကောင်ကိုသွားစေကောင်ကိုသွားပြီးတော့ဒီကိုဝင်ရှိမရှိစစ်ရမှာပေါ့နော်သူတို့ကဒီရိုးရိုးစီးလဲစစ်တယ်ဒီတိန်နဲ့ကိုလည်းစစ်တယ်ပေါ့နော်တိန်နဲ့မှာတကယ်ဟိုတတိတဲနေပြီလားဆိုတာကိုစစ်ပြီးတော့ ဆရာဝန်ကနေပြီးတော့ထောက်ခံချက်ပေးလိုက်မှာပေါ့နော်ဆရာဝန်ကထောက်ခံချက်ပေးပြီးဆိုမှသာလင်ဆရာဝန်ထောက်ခံချက်စာရွက်ကိုယူပြီးတော့ကိုယ်အသုံးပြုနေတဲ့ဘဏ်ကိုတွားပြီးတော့ရှောက်အောင်မှာပေါ့နော်တကယ်လို့အများသောအားဖြင့်ကဘဏ်အကောင့်မရှိမလုပ်ထားကြတာလည်းရှိရပါဘူးနော်တကယ်လို့ဘဏ်အကောင့်လုပ်မထားဘူးဆိုရင်ဘဏ်ကိုတွားတွားပြီးတော့ဘဏ်အကောင့်လုပ်ဘဏ်အကောင့်လုပ်ပြီးတော့ဒီဆရာဝန်ထောက်ခံချက်ပေးတဲ့စာရွက်လေးကိုပြန်လိုက်ပြပြီးတော့ကြတော့ဒီ ဒီထောက်ပံ့စရိတ်ရှောက်မှုပေါ့နော်ဆိုင်ဝဲပြလိုက်ပြီဆိုရင်ကိုတို့တို့တည်တယ်ထောက်ပံ့စရိတ်ရှောက်ရမယ်ရှောက်ပြီးတော့အဲထောက်ပံ့စရိတ်ရှောက်ပြီဆိုရင်တို့ကကက်လီပေးမှာဂူမင်းဟိန်ဘုတ်ခတ်သူဆိုပြီးတော့ကက်လီပေးမှာပေါ့နော်အဲကက်ကိုအိမ်ကိုပို့ပေးလိုက်မယ်အဲ့လိုဆိုရင်ဒီနောက်တစ်ခါဆေးရုံစည်းကမ်းသွားတဲ့အခါကျရင်ကိုယ့်ရဲ့ဘန်ကက်ကို သုံးစရာမလိုပဲနဲ့ဒီတို့ထောက်ပံ့စရိတ်ပေးတဲ့ဂူမင်းဟိန်ဘုတ်ခတ်သူလေးကိုသုံးမယ်ဆိုရင်ရပါတယ် တို့ပထမတစ်ခေါက်သွားတော့ဆိုရင်8000လောက်ကုန်တယ်အဲ့တော့ကတော့ပထမဆုံးကိုဝင်ရှိမရှိစစ်တာဖြစ်တဲ့အတွက်ဟိုကိုဘက်ကနေပြီးကုန်ကြရတာပေါ့နော်နောက်တစ်ခါသွားတာကတော့9000ကျော်8000ဝန်းကျင်လောက်ပဲပေါ့နော်ကုန်တယ်ဒါတော့ဒီသူတို့ထောက်ပံ့စိတ်ပေးထားတဲ့ကက်ကနေပြီးတော့ကုမင်းဟိပိုခတ်သူနဲ့ရှင်းလိုက်တယ်စီကံသွားတဲ့အသေးစိတ်တွေကိုတော့နောက်မှလေးဗီဒီယိုနဲ့အသေးစိတ်ပြန်ပြီးတော့တင်ပေးပါမယ်။